အမရပူရာမြို့နယ်တောင်လှချင်းရွာပြည်ဦးလင်ထုံးပေါ်လမ်းဘေးမှာရှိတဲ့ရင်ပြုပြင်ရေးချမ်းမှာအော်တိုဘတ်30ရက်မိုးလယ်12:50မိနစ်ခန့်ကဝါယာကျိုးအပူလွန်ခဲ့ပြီးမီးဝါထွက်ရာကနေမီးစတင်လောင်ကျွမ်းခဲ့ရာ တွဲကားလေးစီမီးလောင်ဆုံးရှုံးခဲ့တယ်လို့မြန်မာနိုင်ငံမီးသတ်ဌာနကနေသိရပါဗျ။မီးလောင်ရာကအုပ်ချုပ်မှုရဲ့30 မီးငိမ့်တရင်80မီးတက်ရေးတရင်50တန်တီမီးတက်တက်ဖွဲ့ဝင်20အရင်မီးတက်တက်ဖွဲ့ဝင်40ရုပ်နဲ့ငိမ့်တက်ခဲ့ရာမောလဲတနအီအချိန်မှာမီးထိန်နိုင်ခဲ့ပြီးမောလဲတနအီ6မိနစ်အချိန်မှာမီးငိမ့်ခဲ့တယ်လို့သိရပါတယ်မီးလောင်မောကြောင်းရင်ဟာပေ20ပေ30သမိုးထရံကမြေဆိုင်တထက်စတူကန်အတွင်းသွဲတန်းထားတဲ့ဝါယာကျိုးအပူလွန်ခဲ့ပြီးမီးပွားထွက်ရာကနေအနီးမှာရှိတဲ့ထရံနဲ့အောက်မှာရှိတဲ့ဆောင်းဘော့စ်တွေဘောကိုမီးကူးဆက်ပြီးမီးစတင်လောက်ကျွမ်းခဲ့တာဖြစ်ကြောင်းမြန်မာနိုင်ငံမီးတပ်ဌာနကတင်ပြရရှိပါတယ်။ မီးလောင်မှုကြောင့်တောင်ဖန်အဝါရောင်တွဲကောင်းရင်ရဲ့ဝဲဘက်ချမ်းမရှိတဲ့တာယာ၅လုံးနဲ့ရင်ရဲ့အိုးကောင်းပိုင်းအဖြူရောင်တွဲကောင်းရင်ရဲ့တာယာ၁၂လုံးအင်ဂျင်ရဲ့အစိပ်ပိုင်းအနည်းငယ်ခန့်နဲ့ရင်ရဲ့အိုးကောင်းပိုင်းနောက်ထပ်အဖြူရောင်တွဲကောင်းရင်၂စီပေ၂၀ပေ၃၀တုံမိုးထီရန်ကမြေဆိုင်တစ်ထက်စက်တူကန်ဆုံးရှုံးခဲ့ပြီးအတွင်းပြည်စီအဟောင်းတွေဆုံးရှုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဌာနထံကသိရှိရပါတယ်။မီးလောင်မှုနဲ့ပတ်သက်ပြီးအသက်၄၀အရွယ်အမျိုးသားကိုအမရပူရာမြို့နယ်မြင့်ငယ်နယ်မြေရဲစခန်းမှာပတ် 161မြေဆောင်2025ရာဇသက်ကြီးပုံမှန်185နဲ့အမှုဖွင့်အေးအေးယူထားတယ်လို့သိရပါဗျ။